ကျောင်းတရင်ဌာနကအပတ်စဉ်အင်္ဂါနေ့တိုင်းတင်ဆက်ပေးနေတဲ့အက်ဒီတာနဲ့ဒုစီရင်နိုင်ငံရေးတုံ့တက်ဆွေးနွေးခြင်းအစီအစဉ်ကနေပြီးမှပြန်လည်ကြိုဆိုပါရစေ။ မင်္ဂလာပါဆရာမင်္ဂလာပါညီမဟုတ်ကဲ့ဆရာအဲဒီတစ်ပတ်ကတော့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမှဆွေးနွေးတွားဖို့ပြင်ဆင်ထားတယ်ပေါ့နော်ဆရာဟိုရွေးကောက်ပွဲကလည်းတဖြည်းဖြည်းနဲ့နေလာပြီပြီးတော့ပါဝင်ရှင်မြိုင်ကြမဲ့ကိုယ်စလဲလောင်းတွေကလည်းပေါ်ပေါက်လာကြပြီပေါ့နော်အဲဆိုတော့ဒီကိုယ်စလဲလောင်းအဖြစ်ဝင်ပြိုင်ကြတဲ့ဒူရီတဲမှာနိုင်ငံရေးပညာရှင်ဥပဒေပညာရှင်ဆိုတဲ့အနေအထားမျိုးနဲ့ပါဝင်ရှင်မြိုင်နဲ့တို့မတွေ့ရသလောက်လည်းရှိရယ်ပေါ့ အဲဆိုတော့ဒီလိုအခြေအနေမျိုးတွေနဲ့ပတ်သက်ပြီးမှတော့ဆွေးနွေးထားဖို့ပြင်ဆင်ထားပါတယ်ဆရာ။ဟုတ်ကဲ့ညီမယူကော့ပွဲအကြောင်းပြောလို့ဒီ B2D ကယူကော့ပွဲကိုစေရောစိတ်ဝင်စားကြလားပေါ့ပြောစချင်တဲ့ဟာကဒီယူကော့ပွဲက B2D ကတူတူအတွက်မဟုတ်ဘူးဆိုတဲ့ဟာတိနေပီတာပေါ့နော်။ပြင်စောစောညီမပြောလို့ပဲရှင်ပြိုင်မဲ့ကိုစလီလောင်းတရားလဲတိတခုပဲဖြစ်နေတာပေါ့နော်။ အဆက်ဆွေးနွေးကြည့်အောင်ညီမဟုတ်ကဲ့ဆရာရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်ကြမဲ့လူတွေထဲမှာပေါ့နော်ဒီစစ်တပ်ကဥဆောင်ပြီးတော့ဒီအငိမ့်စားစစ်ဘိုလ်ချုပ်တွေဝင်ရောက်ရှင်ပြိုင်ကြမဲ့ဆိုတော့ဒါသူတို့ကနိုင်ငံရေးဆိုတာကိုဘယ်လိုသတ်မှတ်ထားလို့ဒီလိုမျိုးယုံကြည်ချက်ရှိရှိဝင်ပြိုင်ရဲတာလဲဆိုတာမျိုးတခုစဉ်းစားမိရေပေါ့အာပြောဆရာကဆရာအနေနဲ့ရောသူတို့မြင်တဲ့သူတို့လက်ခံထားတဲ့နိုင်ငံရေးဆိုတာကဘာဖြစ်မယ်လို့ထင်လဲပေါ့ဟုတ်ကဲ့အခု UK ဘွဲမှာအခုညီမပြောတဲ့လိုမျိုးပဲ ဒီစစ်တပ်ကြောထောက်နောက်ခံနဲ့ဖွဲ့စည်းထားတဲ့ USDP ပါတီရဲ့ရဲ့ခေါင်းဆောင်ပိုင်းတွေကတော့ social media မှာအများအပိုင်းအဖြစ်သူတို့ကတော့ social media ကိုတုံးပြီးမှ မေးဆွေနေတဲ့ဟာကိုဒီတက်တက်ကြောကြောလုပ်နေတဲ့ဟာကိုတွေ့ရတာပေါ့နော်ဒါပေမဲ့တခြားဒီဘက်ဘက်မှာမလွဲမရှောင်တာလူပဲဖြစ်ဖြစ်ဒါမှမဟုတ်လဲစစ်တပ် ရဲ့ဒီယူကော့ပွဲထဲမှာနေရာနေရာများရမလားဆိုတဲ့မျောလင်းချက်နဲ့ပေါ့နော်ပုံတန်ရေချက်အမျိုးမျိုးနဲ့ရှင်ပြန်ကြတဲ့ဒီတချို့အရက်သားတွေကြတော့သူတို့ကိုယ်စလဲလောင်းဖြစ်တယ်ဆိုတဲ့ဟာတော့မှ မဖော်ပြရေးတဲ့ဟာပေါ့နော်မဖော်ပြရေးတဲ့ဟာတွေကကျွန်တော်ထင်တဲ့ဟာကလုံခြုံရေးစိုးရင်ချက်တစ်ခုအကြောင်းပဲဒူဒူအဲ့လိုမျိုးကြည်ကြည်ပြန့်ပြန့်ဒီလူထုကိုဒူဒူကိုစလေလောင်းဖြစ်တယ်ဆိုတဲ့ဟာကိုမချပြရေးတာမဟုတ်ဘူးဒီယူကော့ပွဲမှာရှင်ပြန်ရတဲ့ဟာလေဒူဒူကငါကိုစလေလောင်းအဖြစ်ရှင်ပြန်မယ်ဆိုတဲ့ဟာမျိုးဂုံတစ်ခါရှိတယ်ဆိုတဲ့ယူကော့ပွဲမျိုးမဟုတ်တယ်ဆိုတဲ့ဟာကိုဒူဒူလက်ပြဒူဒူမလုံတဲ့ပုံစံမျိုးကြောင့်ပေါ့နော်ဒါကဒူဒူတိတ်ပြီးမှ အဲဂျီဂျီပြန်ပြန်ပြီတူလူထုကိုတူလူမေးဆွေစီယုံတဲ့ဟာတွေမလုပ်တဲ့ပုံတံမျိုးတွေလည်းဖြစ်လိမ့်မယ်လို့ကျွန်တော်ကတော့တွေးဆမိတယ်ဆိုတော့ဒီစစ်သားဟောင်းတွေပေါ့နော်ပြောမှဆိုတော့ဒီယူနီဖောင်းကနေရက်ဖို့လေးလာတဲ့ဒီစစ်ပူတွေကပဲတူတူပူပြီးမှဒီယူကော့ပွဲကိုတဲ့ကြွလှူရှာကြမယ်ကျွန်တော်အရင်တော့လည်းပြောတယ်စစ်ဒီစစ်ပူတွေမှာနိုင်ငံရေးမရှိပါဘူးတူတူအစီမှာ ဒူရုစီမှာရှိတဲ့ဟာကဒူရုအာနာရဲ့ဆက်မြင်းအောင်ဘလို့လုပ်မလဲဆိုတဲ့ဟာကိုပဲဒူဒူကဒူရုစဉ်းစားတဲ့စစ်နီးဗျူဟာအရဘလို့အနိုင်ရအောင်တိုက်ယူမလဲဆိုတဲ့ပုံတံမျိုးနဲ့ပဲဒူဒူမနိုင်နိုင်အောင်လုပ်နေတဲ့အခင်းချင်း ဒီ you got boy ဖြစ်တယ်လို့ပဲကျွန်တော်မြင်တယ်သူတို့အမြဲတမ်းပြောနေတဲ့ဒီစစ်တပ်အင်အားစုတွေဝါဒဖြန့်နေတဲ့ဟာတခုရှိရပါတော့သူတို့ကဒီစစ်ဘူစစ်သားဆိုတဲ့ဟာနိုင်ငံကိုကာကွယ်တယ်ဆိုတာနိုင်ငံတာဝန်ကိုထမ်းဆောင်တယ်ဆိုတဲ့ဟာပဲသူတို့စစ်သားတွေပဲနိုင်ငံရဲ့တာဝန်နိုင်ငံကိုကာကွယ်နေတဲ့အောင်သူတို့က လူအပ်တာထက်ပူပြီးမှသူတို့ရဲ့ဟိုအခန်းကဏ္ဍကိုအဲ့လိုမျိုးဂုံဖော်ပြီးမှဒီစစ်သားစစ်ဘူကအမြဲတမ်းနိုင်ငံမှာခေါင်းတလုံးတာနေတယ်ဆိုရဲဟာမျိုးကိုသူတို့တွတ်တွင်းလာခဲ့တာဗောနော်ဒီနေ့အချိန်ထိပဲပေါ့အမှားတော့ဒီစစ်သားဆိုတဲ့ဟာက ဝန်ထမ်းပဲလေနိုင်ငံဝန်ထမ်းပဲနိုင်ငံဝန်ထမ်းဆိုရဲဟာက နိုင်ငံရေးတမားတွေမဟုတ်ဘူးပြီးနိုင်ငံရေးလုပ်ရမယ့်လူတွေမဟုတ်ဘူးနိုင်ငံဝန်ထမ်းဖြစ်တဲ့စစ်ဘူစစ်သားတွေကနိုင်ငံရေးလုပ်တယ်ဆိုတဲ့အတွက်ကြောင့်မို့သူတို့ကဝန်ထမ်းစိတ်သက်နဲ့ဒီအာဏာရယူခြင်းနဲ့စိတ်သက်ကရောနေတာဆိုတော့ဝန်ထမ်းဆိုတဲ့ဟာသူ့တဘောတဘာဝအရာကျွန်တော်တို့ နိုင်ငံရောက်ဆိုရင်သူကအကန့်အသတ်ကဥမာအသက်60မပြည့်မရှင်ဝန်ထမ်းလုပ်လို့ရဟာတခြားအပြည့်အနာစာမရှိ ပြင်ဆင်စုတဲ့ဟာလဲသူ့ရဲ့တက်ပြည့်ပြင်ဆင်စုတဲ့ဟာတို့လုတ်တက်ပြင်ဆင်စုတဲ့ဟာတို့အဲ့လိုမျိုး ပြင်ဆင်နေပဲဝန်ထမ်းကနေပြန်ပြီးအနားယူရတာပေါ့ဒါပေမဲ့နိုင်ငံရေးဆိုတဲ့ဟာကအဲ့လိုမျိုးဝန်ထမ်းသက်တမ်းလောက်ကာလကြာရှည်ထားလို့မရဘူးပေါ့နော်ဒါကျွန်တော်တို့ရဲ့ဒီဒီမိုကရေစီသဘောတဘာဝအရနိုင်ငံရေးတမားဆိုတဲ့ဟာက၄နှစ်တစ်ချိန်၅နှစ်တစ်ချိန်ဒီလောက်ပဲတရားကိုပြည်ရင်ပြည်သူလူထုကအာဏာမပေးရင်ပြည်သူလူထုရဲ့စန္ဒအတိုင်းအာဏာကိုလွဲပြောင်းယူရမှာပေါ့ ဒါပေမဲ့အခုနိုင်ငံနိုင်ငံဝန်ထမ်းဖြစ်တဲ့ဒီစစ်သားတွေကနိုင်ငံရေးကိုတော့ပတ်သက်နေတဲ့အခါကျတော့တူတူကပြည်သူရဲ့ဆန္ဒကိုဂယုမဆိုင်ပဲနဲ့နိုင်ငံရေးအာဏာကိုပဲတူတူကနှိပေါများစွာ သူတို့ရဲ့လက်ထဲမှာစုကံယူထားခြင်းနဲ့စန္ဒရှိတာဒါကတော့နိုင်ငံရေးမဟုတ်ဘူးပေါ့နော်ဒါကြောင့်မို့စစ်ဘူစစ်သားဒီမှာနိုင်ငံရေးမရှိဘူးနိုင်ငံရေးနဲ့သူတို့လုံနေတာမဟုတ်ဘူးသူတို့စစ်တိုက်တယ်လို့မျိုးစစ်နည်းပြူဟာနဲ့ဒီနိုင်ငံရေးအာဏာကိုသူတို့အမြင်စုကံထားအောင်သူတို့ကကြိုးစားနေတာနောက်တစ်ခုကတော့ဒီတိုင်းရင်းသားတွေကိုသူတို့လူမျိုးဆွဲဒေသဆွဲရှိရဆိုပြီးမှအမြင်ဆွဆွဲတယ်ဒါပေမဲ့ဒီ အမျိုးဘာသာတတနာဆိုတဲ့မပဒဆိုတဲ့ပေါ်လာတဲ့အဖွဲ့အစည်းဒီမပဒကို ထောက်ပံ့ပေးတဲ့အဖွဲ့အစည်းတွေကဘယ်သူတွေလဲဆိုလိုချင်တဲ့ဟာဒီလိုမျိုးအမျိုးဆွဲဘာသာဆွဲတဲ့အင်အားစုပေါ်ပေါက်လာတဲ့ဟာကဒီစစ်တပ်ရဲ့နောက်ခံ background တွေပဲပေါ်ပေါက်လာတာဒါကြောင့်မို့တူတူပြောတဲ့ဟာတွေကတူတူ အလုံးနဲ့တူတူအပြောနဲ့ကဘယ်တော့မှမကိုက်ညီဘူးပေါ့နော်ဒါတကယ်တမ်းတိုင်းရင်းသားတွေမှာအဲ့လိုမျိုးအရန်အစွန်းအစွန်းရောက်တဲ့ဟာတွေဒေတာအရန်ဆွဲတဲ့ဟာတွေရှိနေတာမဟုတ်ဘူးတူတူပဲဒီအမျိုးဘာသာတာသနာဆိုတဲ့ဟာကို မိုင်းတိုက်ပြီးမှတူတူရဲ့အာနာကိုဆက် ယူထားနိုင်အောင်ဒီဟာကိုပြည်သူလူထု ဟိုဆွဲဆောင်နေတမျိုးအနေနဲ့ကျင့်သုံးနေတယ်ဆိုရဲဟာကိုပဲကျွန်တော်ပြောချင်တာပေါ့နော်ဒါကြောင့်မို့ဒီစစ်ဘူစစ်သားတွေမှာနိုင်ငံရေးမရှိပါဘူးအခုလဲဝင်ရောက်ရှင်ပြန်မဲ့အဲစစ်ဘူချုပ်ကြီးတချို့ဟာဆိုရင်နိုင်ငံတကာရဲ့အရေးယူထားခြင်းခံရတဲ့ပုဂ္ဂိုလ်တွေပါတယ်ပေါ့နော်ဒါကြောင့်မို့နည်းနည်းရှက်တတ်တဲ့လူတွေကတိတ်တဆိတ်ဝင်ပြန်နေကြတယ်မရှက်တတ်တဲ့လူတွေကပေါ်ပေါ်တင်တင်ဝင်ပြန်နေကြတဲ့ယူကော့ဘွဲပဲလို့ပဲပြောချင်ပါတယ်ညီမ ရွေးကောက်ပွဲပြီးွားမယ်ဆိုလို့ရှိရင်ဒါစစ်တပ်ရဲ့အတွင်ပြောင်းအစိုးရစနစ်ကအသက်ဝင်လာတော့မယ်ပေါ့လေအရင်ကာလတုန်းကလည်းဒါမြန်မာနိုင်ငံကစစ်တပ်ကပဲအုပ်ချုပ်ခဲ့တဲ့တမိုင်းချောင်းရှိတဲ့နိုင်ငံဆိုတော့အခုလာမဲ့တမိုင်းတစ်ပေါ့နော်ဒီမင်းအောင်လှိုင်ရဲ့အုပ်ချုပ်မှုအောက်ကအတွင်ပြောင်းစနစ်အောက်မှာ ကွာခြားမှုတွေရှိနိုင်သလားပေါ့အရင်စစ်အစိုးရစနစ်နဲ့အခုစစ်အစိုးရစနစ်ပေါ့နှစ်ခုနိုင်ရှင်မယ်ဆိုရင်ဒီဒီ UK ဘွဲကဒီစစ်တပ်ကသူတို့မဖြစ်မနေဖြစ်အောင်လုပ်မယ် UK ဘွဲဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီ UK ဘွဲရလက်ပြီးတဲ့နောက်ပိုင်းမှာဘယ်လိုဖြစ်လာမလဲဆိုတဲ့ဟာညီမမေးတာပေါ့နော်ကျွန်တော်ဟိုစဉ်းစားမိတဲ့ဟာက အရင်2010နောက်ပိုင်းရလက်နဲ့တော့မတူတော့ဘူးပေါ့မတူဘူးဆိုတဲ့ဟာက 2010နောက်ပိုင်းမှာလွတ်တော်ထဲမှာသူတို့အတိုက်အခံပါတီတွေကိုဖြည်းဖြည်းနဲ့ဆွဲတွင်းလာတာပေါ့နော်ဒါပေမဲ့အခုဒီစနစ်အရသွားနေတဲ့ဟာအခုနောက်ပိုင်းကဒီစစ်ဘူစစ်သားတွေကလွတ်တော်ထဲမှာအတိုက်အခံအင်အားကောင်းကောင်းမရှိအောင်သူတို့က ဖန်တီးနေတဲ့ယူကော့ပွဲအအသွာလာဖြစ်တယ်လို့ကျွန်တော်အဲ့လိုတွေ့ဆမိတယ်။ဒါကြောင့်မို့လို့ဒူဒူကဘလူးဘုံဒဒန်တူမလဲဆိုရင် ကျွန်တော်တို့ဥပမာပေးရမယ်ဆိုရင်တော့ဥပမာအခုဒီယူကော့ပွဲကလည်းတရုတ်အစိုးရရဲ့တွန်းအားကြောင့်ဖြစ်လာတဲ့ယူကော့ပွဲလို့လည်းကျွန်တော်တို့အများပိုင်း တုံးတက်ကြတယ်လို့ပဲအနည်းဆုံးဆုံးမြင်အောင်လို့ရတဲ့ဟာကတရုတ်တပါတီစနစ်ရဲ့လွတ်တော်ပုံစံပဲဖြစ်လာလိမ့်မယ်ပေါ့အမကယူကော့ပွဲရလတ်အရာအဓိကအဖြစ်တော့စစ်တပ်ရဲ့စကားကိုလိုက်လျောမဲ့လူတွေအစိုးရမှာရောလွတ်တော်မှာရောစိုးမှုထားမဲ့ နေထားကြံတဲ့ဒီပါတီငယ်လေးတွေပေါ့နော်စစ်တပ်နဲ့အလွန်တိတ်မတင်တဲ့ပါတီတွေပြောမယ်ဆိုရင်တော့အခုတော်လိုင်းရဲမှာကြားနေလို့ပြောတဲ့ပါတီတွေကတော့လွတ်တော်ထဲမှာပါတပါတီမဟုတ်ဘူးဆိုတဲ့အနေထားမျိုးကိုပဲတရုတ်တံတန်ပြဖို့အတွက်ရှိနေလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဒါကြောင့်မို့2025နောက်ပိုင်းဖြစ်ပေါ်လာမဲ့လွတ်တော်တို့အစိုးရတို့မှာအတိုက်ခံပါတီတွေပေါ်လာမှာမဟုတ်ဘူးလို့ကျွန်တော်အဲ့လိုမြင်တယ်ပေါ့နော် ဒီနောက်တစ်ခုကကျတော့ကချင်အတွက်တည်တံ့ရွေးထုံမှာပြောချင်တာပေါ့နော်ဒီကချင်ပြည်နယ်တွင်မှာဆိုရင်ရောဘယ်ပါတီတွေကဘယ်ညာတွေမှာအနိုင်ရနိုင်ခြင်းမြင့်တဲ့အနေအထားမျိုးတွေ့ရမလဲပေါ့ပြီးတော့နောက်တစ်ခုကကျတော့ဒီကချင်ပြည်နယ်ရဲ့အဲအနေအထားဒီပြီးတော့ကချင်ပြည်နယ်ရဲ့နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့အကြောင်းစုံကိုတည်ရှိပြီးပြည်ရင်းစစ်ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးပြောဆိုမဲဆွေမဲ့ အဲလူအဖွဲ့အစည်းတွေးမိတလားပေါ့ပြီးတော့ဒီအဖွဲ့အစည်းနဲ့ဒီလူတွေကဒီကချင်ကပြည်သူတွေအတွက်ဘလောက်အတိုင်းဒါပြောင်းလဲမှုကိုမျှော်လင့်လို့ရမလဲပေါ့ဆရာကျွန်တော်တို့အရင်တုန်းကပြောပြောနေတဲ့ဒီ PR စနစ်ဆိုတဲ့အချူအချူကျယူကော့ပွဲစနစ်ပေါ့နော်ဒီဟာကိုအရင်တုန်းကတချို့ဒီနိုင်ငံရဲ့အင်အားစုဒီပါတီတွေပြောကြဆိုကြတဲ့သူ့ရဲ့ရည်ချက်ကပါလေဆိုရင်ပါတီငယ်တွေရဲ့အကူအညီလွတ်တော်ထဲမှာရောက်လာအောင်ပြီးရင် လူနေစုလူရဲ့ကိုယ်စလဲလူတော်ထဲမှာရောက်လာအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပြောကြဆိုကြတဲ့ဟာရှိတယ်။ဒါပေမဲ့အခုဒီ2025စစ်တပ်ကျင်းပမယ့်ယူကော့ပွဲမှာအချူးကျဒီယူကော့ပွဲစနစ်ကိုတုံးထားတဲ့ဟာကကျွန်တော်ပြန်အဲလေ့လာကြည့်တလို့ပြန်တုံးတက်ရမယ်ဆိုရင်အခုကပါတီငယ်တွေလူနေစုကိုယ်စလဲတွေလူတော်ထဲမှာရောက်လာဖို့အတွက်မဟုတ်ဘူး။ဒီလက်ရှိဆုံးရှုံးမှုများနေတဲ့နေမည်ဖြစ်နေပေမဲ့စစ်တပ်ကတူအာဏာဆက်မ မြေးဖို့အတွက်ဒီယူကော့ပွဲအထမြောက်ဖို့အတွက်ဒီအချူးကြမေးစံတာနေမီတွေကိုဖွဲ့စည်းတတ်မှတ်လိုက်တဲ့ပုံတရားမျိုးကိုကျွန်တော်ကလေ့လာတွေ့ရှိရတယ်ဥပမာအဖြစ်ဒီကျွန်တော်တို့ကချင်ပြည်နယ်မှာပဲကြည်လိုက်သူကပြည်နယ်လွတ်တော်နဲ့ဒီအမျိုးသားလွတ်တော်အတွက် အချူးကြနဲ့ ဒီနိုင်သူအကုန်ယူစနစ်ကိုပေါင်းစပ်ပြီးမှမေးစံဒနယ်ကိုဖွဲ့စည်းထားတာကျွန်တော်တို့ကချင်ပြည်နယ်ကမြို့နယ်18ခုရှိတာဖြစ်တဲ့အတွက်သူ့ရဲ့ဖွဲ့စည်းပုံဥပဒေအရတမြို့နယ်မှာပြည်နယ်လွတ်တော်ကိုယ်စားလှယ်အတွက်နှုတ်ဦးစီအယူကောက်ခံပိုင်ခွင့်တတ်မှတ်ထားတယ်ဒါပေမဲ့အခုက18မြို့နယ်ထဲမှာတမြို့နယ်တယောက်ကတော့ဒီနိုင်သူအကုန်ယူစနစ်နဲ့ထွက်လာမယ်။ Now ဒီထက်ကကြံတဲ့78ဦးကတော့ အချူးကြမေးစန္ဒနေရာနဲ့ထွက်လာမယ်ဒီအချူးကြမေးစန္ဒနေမျိုးကိုတတ်မှတ်တဲ့အခါမှာသူတို့ကကချင်ပြည်နယ်ကိုနှစ်ပိုင်းတတ်မှတ်လိုက်တဲ့ အဘထူဝင်အရာပြောမယ်ဆိုရင်တော့ဒီမြောက်ပိုင်းအထက်ပိုင်းကိုတို့တို့ကမေးစန္ဒနဲ့တစ်လို့တတ်မှတ်ပြီးမှဒီမချင်းနာနဲ့ဒီတောင်ပိုင်းကိုကြတော့တို့တို့ကမေးစန္ဒနဲ့နစ်အဖြစ်အလိုမျိုးတတ်မှတ်ပြီးမှအချူးကြဒီမေးစန္ဒနဲ့မြေတစ်နစ်အဖြစ်တတ်မှတ်လိုက်တာပေါ့နော်ဆိုလိုတဲ့အခါကျတော့ဒီမေးစန္ဒနဲ့တစ်ကနေဂူစလေလောင်းကူဦးထွက်လာမယ်မေးစန္ဒနဲ့အနစ်ကနေဂူစလေလောင်းကူဦးထွက်လာမယ်ဆိုရင်သူကအချူးကြမေးစန္ဒနဲ့မြေကနေ ဆရှိဦးထွက်လာမယ်ငကူ92စနစ်နဲ့ထွက်လာတဲ့မြို့နယ်78မြို့နယ်ကနေလဲ78 အိုးထွက်လာအောင်တူတူလှုပ်ထားတာပေါ့နော်ဒါပေမဲ့အခုနေမီတချို့မှာမကျင်းပနိုင်တဲ့ဟာကအချူးကြမေးစန္ဒနေကနဲ့ထွက်လာမဲ့ဆက်ရှိဦးကတော့တိခိုက်မှုမရှိအောင်တူတူဖွဲ့စည်းထားတယ်တိခိုက်သွားမယ်ဟိုဟာလွတ်တော်အရေးအတွက်ရော့နေသွားမယ်ဆိုရင်ဒီ92အကုန်ယူစနစ်ဆိုရက်ဒီဆက်ရှိမြို့နယ်ထဲကပဲ၄ဦးရော့သွားမယ်ဆိုရက်ပုံစံမျိုးနဲ့တူတူလှုပ်ထားတာဆိုလိုချင်တဲ့ဟာကတူတူဒီလွတ်တော်ကျင်းပဖို့အတွက်လွတ်တော်ကိုယ်စားလှယ်ခေါ်ယူနိုင်တဲ့အရေးအတွက်မတိခိုက်အောင်တူတူကဖွဲ့စည်းလိုက်တဲ့ပုံတ တန်မျိုးအမျိုးသားလွတ်တော်မှာလည်းအလူအလားတတန်ပဲဖွဲ့စည်းထားတယ်ဆိုတော့ဒီဟာဆက်ရှင်းပြနေနေရှိသွားမှာလို့အမရှင်းပြတော့ဘူးဒါမဲ့အလားတတန်ပဲအလူပဲတူတူလှုပ်ထားတယ်ဒီထဲမှာအခု ကြည့်တဲ့အခါမှာစောစောကကျွန်တော်ပြောတဲ့ဒီအချူးကျမေးစန္ဒနေမီဒီထဲမှာသူကအပိုင်း1မှာကူဦး ကုစလေကုဦးတမတ်ထားတဲ့အတွက်ပါတီတိုင်းကဒီကုစလေလောင်းကုဦးဝင်ရောက်မရှင်ပြိုင်နိုင်ဘူးဝင်ရောက်ရှင်ပြိုင်နိုင်တဲ့ပါတီတွေကဘယ်သူတွေဖြစ်မလဲဆိုရင်ဒီကြမ်းခံရဲ့ USDP ပါတီတွေပဲသူတို့ကုစလေလောင်းအရေးအတွက်ပြည်မီအောင်ဝင်ရောက်ရှင်ပြိုင်နိုင်တယ်တချို့တိုင်းရင်းသားပါတီတွေတချို့အင်အားနေတဲ့ပါတီတွေကကုရောက်ရှင်ပြိုင်ရမယ့်နေရာမှာ၄ရောက်၅ရောက်ရှင်ပြိုင်တဲ့ပါတီတွေရှိတယ်တချို့၃ရောက်ရှင်ပြိုင်ရမယ့်ပါတီတွေရှိတယ်အဲ့လိုပဲဒီအမျိုးသားလွတ်တော်မှာပိုင်းနစ်မေးဆန္ဒနေ မဲ့မှာ၄ဦးရှင်ပြန်ရမယ့်နေရာမှာတချို့က၃ဦးပဲရှင်ပြန်နိုင်တယ်တချို့က၅ဦးပဲရှင်ပြန်နိုင်တယ်ဗောနော်အပြည့်အဝရှင်ပြန်နိုင်တဲ့ဟာကဒီ USDP ပါတီလိုမျိုးအဲ့လိုမျိုးစစ်တပ်ရဲ့အင်အားနဲ့ဖွဲ့စည်းထားတဲ့ပါတီတွေပဲရှိမယ်ဆိုတော့ဂူစလေလောင်းအရေအတွက်အရကူကတချို့ပါတီငယ်တွေ ဒီပါတီအသေးလေးတွေကအရေးအတွက်မပြည့်မီပြည့်မီအောင်တော့မရှင်းပြိုင်နိုင်တဲ့အခါကျတော့ထွက်လာမဲ့အဲကုစလေအရေးအတွက်ရလတ်တီကလည်းဒီအပြည့်အဝရှင်းပြိုင်နိုင်တဲ့ USDP ပါတီပဲဖြစ်လာမှာပေါ့ဒါကြောင့်မို့လို့အဲဒီနောက်ထွက်လာမဲ့ဒီလွတ်တော်ဒီမှာကျတော့နိုင်ငံရေးအရာဆွေးနွေးနိုင်တဲ့တိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်တွေဝင်ရောက်ရှင်းပြိုင်တာကိုလည်းမတွေ့ရတယ်လို့ဒီလွတ်တော်ရောက်တော့ရင်လည်းဒီတိုင်းရင်းသားပါတီတွေပဲဖြစ်ဖြစ်ငင်းချမ်းရေးကိုလူလာပြီးမှ ဟိုဝင်ရောက်ရှင်ပြိုင်မယ်ဆိုတဲ့ပါတီတွေပဲဖြစ်ဖြစ်သူတို့ရဲ့နိုင်ငံရေးဆန္ဒတွေကိုသူတို့ဖော်ဆောင်နိုင်မှာမဟုတ်ဘူးစစ်တပ်ရဲ့နိုင်ငံဟိုစစ်တပ်ဖြစ်ရှင်တဲ့ဆန္ဒတွေကိုပဲဖော်ဆောင်သွားမယ့်အနေအထားတွေရှိတာပေါ့နော်လောလောဆယ်စောစောပြောလိုမျိုးတွေးရတဲ့ဂူစလေလောင်းတွေကလည်းချင်းပြင်းနေမှာရှင်ပြိုင်မဲ့ဟာတွေလဲတကယ်နိုင်ငံရေးအဲဝါရင်တပါရင်အဲ့လိုမျိုးခေါင်းဆောင်မဲ့အနေထားမျိုးမှာရှိတဲ့ပုံကူဒီဝင်ရောက်ရှင်ပြိုင်တဲ့ဟာတော့ကျွန်တော် လက်လက်မီဒီလောက်တော့မတွေ့ရဘူးအရင်တုန်းကလည်းအဲ့လိုမျိုးနိုင်ငံရေးနေပေထဲမှာတမာတမတ်ကြက်ကြရက်တည်ခဲ့တဲ့နိုင်ငံရေးတမားတွေကိုလည်းကျွန်တော်မတွေ့ရဘူးလို့ပဲပြောချင်တယ်ညီမဟုတ်ကဲ့ဆရာအခုလိုမျိုးဆွေးနွေးပြီးတော့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ကချွန်ဝိတ်ကိုအားပေးနေကြတဲ့ပရိသတ်ကြီးတွေလည်းနောက်ပတ်မှာဖြစ်ပေါ်နေတဲ့နိုင်ငံရေးစီးရီးအခြေအနေတွေလိုက်ဆွေးနွေးသုံးသပ်သွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဆက်လက်ဆောင်ကြအားပေးကြဖို့မြင့်တာရက်ခံပါတယ်။